မင်္ဂလာပါရှင်ဒီနေ့တို့တွေက TV console လေးကိုဆက်ပြီးတော့ဒီဇိုင်းဆွဲမယ်အဲဒီ TV console လေးနဲ့ feature wall လေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်တို့တွေကဒီပုံလေးကိုတစ်ချက်နားလဲအောင်ရင်ကြည့်လိုက်မယ်နားလဲအောင်ကြည့်လိုက်တဲ့အခါမှာဘာတွေပါမလဲဆိုလို့ရှိရင်ဒီနောက်ခံကသူနေရန်လေးပါမယ်ပေါ့နော်ဒါအင်းရဲ့နေရန်သူရဲ့နေရန်ပါမယ်ပြီးတော့လို့ရှိရင်နေရန်ကနေပြီးတော့ထွက်လာမယ် TV console လေးပါမယ်ဒါသူနေရန်က TV console လေးပေါ့နော်အဲဒီမှာ TV console လေးပါမယ်ပြီးတော့လို့ရှိရင်ဒီမှာနောက်ကသူ TV ကြိုးတွေဘာတွေမြှုပ်ဖို့ပေါ့နော်ဒီမှာ feature wall လေးတစ်ခုပါမယ်ဒီ feature wall လေးကိုကြတော့သူကမာပဲက ယောက်ပြားလေးနဲ့ဒီဇိုင်းဆွဲထားတယ်။ Okay ပြီးသွားလို့ရှိရင်ဒီဘေးမှာကျ wooden stripe လေးတွေရှိမယ်။ Okay အဲဆိုလို့ရှိရင်တို့တွေကအတိုင်းတာကိုတစ်ချက်ကြည့်လိုက်မယ်။အဲအတိုင်းတာကိုတစ်ချက်ကြည့်မယ်ဆိုတော့ဒီမှာ အာသူရဲ့နေရံကိုကြတော့အကျယ်ကအစာအဆုံး3900ရှိမယ်ပြီးတော့ feature ရဲ့အကျယ်လေးကကြတော့ဒီဒီကနေဒီထိ3000 mm ရှိမယ်သူကကြ mm တန်ဖိုးကြီးနဲ့ပေးထားရပေါ့နော်အဲဆိုလို့ရှင် quad sketch file လေးမှာ mm template ကိုခေါ်ပြီးတော့ဆွဲရမယ်သူရဲ့အမြင်က400ရှိမယ်ဒီကောင်လေးက350ပြီးတော့ရှိ့ကိုထွက်မှာ600 okay အဲဆိုလို့ရှင်ဒီပုံလေးတို့တွေက စာအုပ်ပဲဖြည်းဖြည်းထုတ်ရင်လည်းထုတ်ထားဒါမှမဟုတ်လို့ရှိရင်လည်းတခုခုပေါ့နော်ဖုန်းနဲ့ဖြည်းတခုထည့်ပြီးတော့ကြည့်ပြီးတော့ဆွဲမယ်ဒီမှာဆိုလို့ရှိရင်မီလီမီတာတန်ဖိုးအနေနဲ့ရိုက်မယ်ဆိုရင်မီလီမီတာတန်ပလိတ်လေးကိုရွေးလိုက်မယ်အဲဆိုလို့ရှိရင်ခဏလေးစောင့်မယ် Okay အဲ့ဆိုလို့ရှင်တို့တွေက sketch file နဲ့ရောက်လာပြီဆိုလို့ရှင်ဒီကောင်းလေးကို delete ဖြတ်ချလိုက်အောင်မယ်ဖြတ်ချပြီးတော့လို့ရှင်ဒီမှာ ဒီမှာသူကဒီမှာ dimension လေးပေါ်အောင်ရင်းထားလိုက်မယ်နော်ပြီးတော့မှတို့တွေကဒီမှာသူက millimeter တန်ဖိုးဖြစ်တဲ့အတွက်သူကဒါ millimeter တန်ဖိုးကိုခေါ်ထားတယ်ခေါ်ထားရဲဆိုတော့သူတန်ဖိုးတွေရိုက်တော့မယ်သူရဲ့နည်းရဲ့အရှိရဘယ်လောက်ရှိမလဲဆိုရင် line တစ်ကြောင်ဆွဲလိုက်မယ်နည်းရဲ့အရှိရ3900ရှိတယ်3900 under ဒါဆိုရင် millimeter ရိုက်เสียမလို့နော်ဒါ millimeter ဖိုင်ဖြစ်တဲ့အတွက်3900 millimeter ဆိုရင်3900လို့ပဲရိုက်လိုက်မယ် under ခောက်လိုက်မယ်ပြီးတော့ရင်သူရဲ့အထူလေးနည်းရဲ့အထူလေးကတို့တွေခံမှန်းချီ150လောက်ရှိတယ်ပေါ့နော်150ထားလိုက်မယ် ီးတော့မှ red angle လေးဆွဲလိုက်မယ်ဒီဘက်ထိတ်ကနေပြီးတော့ဒီဘက်ထိတ်ကြီး red angle လေးဆွဲလိုက်မယ်ပြီးသွားရင်သူ့ရဲ့အမြင့်အမြင့်ကကျဘယ်လောက်ရှိမလဲဆိုရင်3000ရှိမယ်ပေါ့နော်သူ့ရဲ့နေရရဲ့အမြင့်က3000ရှိမယ် push pull လေးနဲ့ယူလိုက်မယ်3000 3000 sorry 3000 under ခောက်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီနေရလေးတို့တွေက group ဖွဲ့လိုက်မယ်ကလေးသုံးချက်နှိပ်လိုက်မယ် right click make group ဖွဲ့လိုက်မယ်။ဒီကအဲ့ဆိုလို့ရှင်တို့တွေကဒီမှာနေရရသွားပြီ။ရသွားပြီဆိုမှတို့တွေကဒီမှာ ဘာဆက်ဆွဲမလဲဆိုလို့ရှိရင်ဒီမှာ TV console လို့ဆွဲတော့မယ်။ TV TV console ရဲ့နေရန်ကနေအပေါ်ကို400 mm ရှိမယ်။အဲဆိုရင်တို့ဒီ guideline လေးကိုယူလိုက်မယ်။အဲသူရဲ့ guideline လေးကိုဒီကနေပြီးတော့ဒီ line ပေါ်ကနေကလစ်တစ်ချက်နှိပ်ပြီးတော့အပေါ်ကိုတက်လိုက်မယ်400အန်တာပြီးသွားရင်သူရဲ့ TV console ရဲ့အမြင့်က350ရှိမယ်350အန်တာပြီးသွားလို့ရှိရင်အစအဆုံးအလျားလေးပေါ့နော်ဒီကနေဒီထိအလျားလေးကကျတော့3000ရှိမယ်အဲဆိုတော့ guideline လေးကိုယူခဲ့ဒီဘက်ကိုဆွဲခဲ့ဒီမှာသူက အစိမ်းရောက်ဆိုအစိမ်းရောက်လေးတိုင်းထားရှင်ပြနေပြီစီနော်၃နောင်အန်တာဆွဲလိုက်မယ်အစိမ်းရင်ဒီသူ့ရဲ့ TV console ရဲ့ဒီကနေဒီထိအခြေဝန်ရှိမယ်ရတန်ငယ်လေးဆွဲချလိုက်မယ်ရတန်ငယ်ဆွဲနေရမှာဒီနောက်ခံနေရရဲ့ glue တွေဝင်ပြီးဆွဲစရာမလိုအပြင်ကနေပဲရတန်ငယ်လေးတစ်ခုဆွဲလိုက်မယ်ဒီဘက်ထိပ်ကနေပြီးတော့ဒီဘက်ထိပ်ထိကလစ်တစ်ချက်ပြီးတော့မှသူကဒူးလေးထုတ်လိုက်မယ်အဲဒီကနေပြီးတော့ရှေ့ကိုပေါ့နော်သူဒူးဘလောက်ထွက်မလဲဆိုရင်600ထွက်မယ်ဒါသူရဲ့ဒါရှင်လေးကိုကိုယ့်ကိုအတိုင်းတားထဲမှာကြည်လိုက်နော် ဒီမှာကြည့်လိုက်မယ်ဒီမှာအစားအဆုံး600ရှိမယ်ဒီကနေထွက်လာမယ်ပေါ့နော်600ရှိမယ်โอเค600ရှိမယ်ပြီးတော့လို့ရှိရင် तू อ่ะဒီမှာတောင်ချိုးလေးတွေမှာ तू อ่ะဖေးလက်ချိုးထားသလိုမျိုးအကွေလေးတွေတောင်ချိုးလေးတွေအဆလို့ရှိရင်တို့တွေอ่ะဒီဟာလေးတွေကိုဘယ်လိုကွေးမလဲဆိုရင်အဲဒီနောက်က guideline တစ်ခုကိုအရင်ဖြစ်လိုက်မယ်ဒီ guideline လေးဖြစ်လိုက်မယ်ပြီးတော့တော့မှတို့တွေอ่ะ guideline လေးတွေအစ်စ်ခေါ်မယ် तू อ่ะဒီမှာဒီအဲအချိုးလေးအကွေလေးတွေကိုပေါ့နော်အတီးကြတရာအကွာဝေးမှာလှမ်းပြီးတော့ချိုးမယ်အဲ့ဆိုရင် guideline လေးကိုယူလိုက်အပေါ်လိုင်းမှာကလေးတစ်ချက်နဲ့အောက်ကိုလာမယ်တရာ အန္တာရန်နေလဲအောက်ကနေလဲအပေါ်ကို100အန္တာပြီးသွားရင်ဒီဘေးကနေပြီးတော့ဒီဘက်ကို100အန္တာโอเคအဲ့ဆိုရင်တို့တွေက add လေးတွေဆွဲတော့မယ် add လေးဆွဲမယ်ဆိုရင်2 point add ကိုယူမယ်ဒါမှမဟုတ် a ကိုနှိပ်လိုက်မယ်ဒီမှာဒီ2 point add လေးเนาะပြီးတော့မှဒီမှာ sum mark ကလေးတစ်ချက်ချမယ် sum mark ကလေးတစ်ချက်ချမယ်ဒီမှာပန်းရောင်လေးတိုင်းမယ်ဒါရရှင်လေးပြမယ်ကလေးတစ်ချက်နှိပ်လိုက်မယ်ပြီးတော့မှဒီအောက်ကိုလည်း a ကိုယူလိုက်မယ် sum mark ကလေးတစ်ချက် ဆုံးမကလေးတစ်ချက်ဒီမှာပန်းရောင်ပြောင်ရှင်အပြောင်လေးတိုင်းပဲဒါရှင်ကိုတီချာလေးပြမယ် on face ဖြစ်နေပြီစီနော်ဒီမှာ on face မဟုတ်ဘဲနဲ့ဒီဘက်ကြီးအနီရောင်ကြီးတွေထွက်နေရင်အဆင်မပြေဘူးနည်းနည်းလေး orbit လေးလှည့်လိုက်မယ် orbit လေးလှည့်ပြီးရင်ဒီမှာအပြာရောင်လေးတိုင်းပဲကလေးတစ်ချက်နေလိုက်မယ်ဒါဆိုရင်သူရဲ့စာဖေးလေးကဒီလိုမျိုးလေးတောင်ကျိုးလေးတွေမှာကွဲထွက်သွားပြီဒီဘက်ကစာဖေးရက်တခုဒီတောင်ကျိုးစာဖေးလေးရက်တခုဖြစ်သွားပြီဆိုမှတို့တွေက PO ယူလိုက်မယ်တောင်ကျိုးစာဖေးလေးပေါ်မှာညာလေးတင်ပြီးတော့နောက်ကိုဆွဲပြီးတော့ ြတ်ထုတ်လိုက်မယ်ဒီမှာလည်းအဲ့လိုပဲ switch blue လေးနဲ့ဖြတ်ထုတ်လိုက်မယ် okay ဒီဘက်လည်းအဲ့လိုပဲအဲ guideline တွေကိုယူလိုက်မယ်ဒီအတွင်းတွေကိုတရားဝင်လိုက်မယ်ပြီးတော့မှ AO ယူလိုက်မယ် click တစ်ချက် click တစ်ချက်ပြီးတော့မှဒီမှာ van ရောင်းတိုင်း AO ယူလိုက်မယ် summer click ဆုံးမှတ် click ပြီးတော့မှ click တစ်ချက်เนาะအဲဆိုတော့မှ push pull လေးနဲ့အတွင်းထဲကိုဝင်လိုက်မယ်ဒီထဲကိုဝင်လိုက်မယ်အဲဆိုရင်ဒီပုံစံလေးရသွားပြီနောက်သွားပြီးဆိုမှဒီ guideline လေးကိုဖြတ်မယ် edit ထဲက delete guys โอเคပြီးတော့မှသူကဒီအတွင်းထဲမှာသူကဒီမှာသူရဲ့အထူလေးပေါ့နော်သူရဲ့အချက်ထူလေးရကြတော့ material ရဲ့အထူလေးရကြဘယ်လောက်ရှိမလဲဆိုရင်အဲ20 mm လောက်ပေါ့နော်ခံမှန်းချင်း20 mm ထားပြီးတော့ဆွဲလိုက်မယ်ပေါ့နော်ဒီမှာ offset လေးယူလိုက်မယ်ဒီ surface လေးကို offset ထုတ်လိုက်မယ်နော်သူရဲ့ဒီ feature sorry TV ကွန်ဆွဲရဲ့ surface လေးကို offset ကိုယူလိုက်မယ်ဖိလိုက်မယ်20 under 20ထုတ်လိုက်မယ်ပြီးတော့တော့မှသူကတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင် ဒီသုံးပုံတစ်ပုံကအလဲအကြတော့သူက open ပေါ့နော်ပြောမယ်ဆိုရင် TV ရဲ့ electronic ပစ္စည်းလေးတွေကိုထည့်ထားဖို့ဒီမှာ open type လုပ်ထားတယ်ဒီဘေးနှစ်ခုကကြတကားချက်ပုံစံမျိုးအပိတ်လုပ်ထားတယ် okay အဲ့ဆိုရင်တို့တွေကဒီမှာသုံးပိုင်းခွဲမယ်ဆိုတော့ line လေးကို selection ပေးလိုက်ပြီးတော့မှ right click နှိပ်လိုက်မယ် divide ပြီးတော့လို့ရှင်3 under ဒါဆိုရင်သုံးပိုင်းပိုင်းလိုက်ပြီပေါ့နော်သုံးပိုင်းပိုင်းလိုက်ပြီဆိုမှဒီမှာတစ်ခုဒီမှာတစ်ခုဒီမှာတစ်ခုအဲအဲ့ဒါကိုမှတို့တွေ guideline လေးကိုယူလိုက်မယ်ဒီမှာကလေးတစ်ချက်နှိပ်လိုက်မယ် ီဘက်ကိုသူရဲ့ MPI မှာကလေးတစ်ချက်ဒီကနေလာမယ်ဒီ MPI မှာကလေးတစ်ချက်ဒီပြီးတော့မှသူက20ဆိုတော့ဟိုဘက်ကို30ဒီဘက်ကို30ဒီဘက်ကို30ဒီဘက်ကို30ပြန်ပြီးတော့ခွဲထုတ်လိုက်မယ်ဒီဘက်ကိုလည်းအဲ့လိုခွဲထုတ်လိုက်မယ်ဒီဘက်ကို30ဒီမှာဆိုလို့ရှိရင် guideline လေးကအစိမ်းအောင်လေးပေါအောင်ပြန်နေရမယ်30ဒီဘက်ကိုလည်း30အဲဒီတော့မှလူတွေက rectangle လေးဆွဲချလိုက်မယ်ဒီအောက်တောင်ကနေဒီဘော်တောင်မှ rectangle ဒီအောက်ထိပ်ကနေပြီးတော့ဒီအပေါ်ကို rectangle လေးဆွဲလိုက်မယ်။ဝေပြီးတော့မှဒီမှာ guideline လေးကိုပြန်ပြီးတော့ delete ပြန်ဖြစ်ချလိုက်မယ်။အဲအဲ့ဆိုလို့ရှိရင်ဒီအလဲက open type ဖြစ်တဲ့အတွက်တို့တွေကဒီ push pull နဲ့နောက်ကိုဆွဲထုတ်အောင်။အဲ့ဆိုရင် PU ယူလိုက်မယ်။ပြီးတော့မှတို့တွေကဒီနောက်ကိုဒီအနေရန်လေးကိုတွားပြီးတော့ click တစ်ချက်နေလိုက်။ဒါဆိုရင်ဒီ log ကိုလုံးဝပေါက်သွားပြီ။ပေါက်သွားပြီဆိုမှဒီမှာဆိုလို့ရှိရင်ဒီတကားလေးပေါ့နော်ဒီတကားလေးကြတော့တို့တွေကဒီ sheet ကို လက်မ20ထုတ်လိုက်မယ်ဒါတကားချက်လေးရှိကိုလူမျိုးလေးထွက်နေတဲ့သဘောပေါ့နော်ဒီမျိုးပုံစံလေးရမယ်။အဲဒါကကြတော့သူတကားလေးကကြတော့သူအမျိုးမျိုးရှိရပေါ့နော်။ဒီအတွင်းထဲဝင်နေတဲ့တကားလေးရှိတာဖြစ်တဲ့အတွက်ကိုစိတ်ကြိုက်ဆွဲလို့ရတယ်ပေါ့နော်။ဒီမှာကျတော့သူတွေကရှေးလေးကိုထုတ်လိုက်မယ်20အန်ဒါ။ဟိုအဲ့ဒါဒီပုံစံလေးရသွားပြီ။ရသွားပြီဆိုမှဒီမှာကာလာလေးကြီးချင်းခြေထားပြလိုက်ပေါ့နော်။တခါလေးပိတ်မကက်ဖီလေးနဲ့အဲဝူရန်လေးမှာဝူရဲကတို့တွေဒီကောင်းလေးကိုအယောင်လေးခြေပြလိုက်မယ်။ အဲဒီမှာဆိုလို့ရှိရင်တော့အကုန်လုံးကိုသူကအဲဒီ TV console ကြီးတစ်ခုလုံးကိုပေါ့နော်သူကဒီမှာတကားချက်လေးတွေပဲအဖြူအောင်ရှင်းထားတယ်။ကျန်တဲ့ကောင်တွေအကုန်လုံး RAM ရှင်းထားတယ်ပေါ့နော်။ဘာမှမဆိုအပြင်မှာဆိုတော့ limited လေးဖြစ်ရင်ဖြစ်မယ်ပေါ့နော်။ client ကိုလည်းဖြစ်ရင်ဖြစ်မယ်ပေါ့။ Okay အဲဆိုရင်တို့တွေကဒီမှာတက်သား material လေးချိန်လိုက်မယ်။အဲဆိုရင် group တစ်ခုလုံးကိုချိန်မှာဖြစ်တဲ့အတွက်သူ့ကို clip သုံးချက်နှိပ်ပြီးတော့ main group ဖွဲ့လိုက်။ဖွဲ့ပြီးတော့မှဒီမှာကိုလိုချင်တဲ့အယောင်လေးကိုလာပြီးတော့ချိန်ပြီးလိုက်မယ်။ ကောင်းလေးကိုကလစ်တစ်ချက်နှိပ်လိုက်။ဒါဆိုရင်ဒါအကုန်လုံးပါသွားပြီ။ပါသွားပြီဆိုမှဒီမှာဒီရှိရတကားချက်လေးကတော့အဖြူအောင်ဖြစ်တဲ့အတွက်တို့တွေကကာလာတွေကအဖြူအောင်ကိုရွေးလိုက်မယ်။လာလာတဲ့ကအဖြူရောင်လေးတခုကိုရွေးလိုက်မယ်ဒီမှာလာချေပြလိုက်မယ်ဒါတကားချက်လေးကအဖြူရောင်လေးဖြစ်နေရတယ်ပေါ့နော် အဲဒီ TV console design တွေလည်းတို့တွေက line ပေါ်မှာအာ Google မှာလည်းရှာလို့ရတယ် Pinterest မှာလည်းရှာလို့ရတယ်ပေါ့နော်အဲ့လိုမျိုး design လေးတွေလိုက်ပြီးတော့ရှာမယ်ရှာပြီးအခုဘယ်လိုမျိုး design လေးတွေခေစားနေလဲပေါ့နော်ကိုကဘယ်လိုမျိုး design လေးတွေကပို့ပြီးတော့လှလဲကိုလှတဲ့ design လေးတွေရွေးပြီးလို့ရှင်လိုက်ပြီးတော့ဆွဲကြည့်ပေါ့နော်အရင်ကြီးခက်ခဲခဲမပါဘူး तू ကဒီမှာ rectangle လေးတွေပဲဆွဲထားတာဆိုတော့ तू ကကိုက rectangle လေးတွေတူလေးနဲ့ push pull လေးတွေထုတ်တက်ပြီးဆိုရင်ကို तू design လေးတွေဆွဲလို့ရနေပြီနော်အဲ့ဆိုတော့လိုက်ပြီးတော့လေ့ကျင်းပါ ဒီအဲ့ဆိုလို့ရှိရင်ဒီမှာဒီပုံစံရသွားပြီ။ဒီမှာတကားချက်မှာအဖြူရောင်လေးရသွားပြီ။ပြီးသွားရင်ဒီနေရံကကျတော့ဒီမှာဆေးရောင်တစ်ခုတုပ်လိုက်မယ်ပေါ့နော်။အာနည်းနည်းတိတအောင်ပြာရောင်လေးဖြစ်ဖြစ်တုပ်ထားလိုက်။ဒါနေရံကဒီပုံစံရသွားပြီ။ရသွားပြီဆိုမှတို့တွေကနောက်ထပ်ပါရှိအောင်မလဲဆိုရင် အမ်ဒီမှာကနောက်ထပ် feature wall လေးတစ်ခုလာမယ် feature wall ကျတော့သူကသူ့ရဲ့ dimension ကဘယ်လောက်ရှိမလဲ2400ပဲရှိတယ်ပေါ့နော်အစအဆုံး2400ပဲရှိတယ်သူက feature TV console အစအဆုံးလောက်ထားတာမဟုတ်ဘူးအာအစအမ် TV console အစအဆုံးက3000သူက2400ပဲရှိတယ်ဟိုရအစလိုတို့တွေက guideline လေးကိုယူလိုက်မယ်ရန်နေနေရန်ကနေထွက်လိုက်မယ်သူရဲ့အလဲမှာကလေးတစ်ချက်နေလိုက်မယ်ပြီးတော့ရ2400ဆိုတော့ဒီဘက်ကို1200လာမယ်အန်တာဒီဘက်ကိုလည်း1200လာမယ် โอเคဒီပုံစံရသွားပြီပုံစံရသွားပြီဆိုမှလူတွေကအဲ feature ကိုလေးဆွဲမယ် rectangle လေးဆွဲမယ်ဒီအောက်ကအောက်ထိပ်ကနေကလစ်တစ်ချက်နှိပ်မယ်အပေါ်ကိုကလစ်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုဒီမှာ surface လေးရသွားပြီဒီဟာဒီ group တွေနဲ့လုံးဝမပတ်သက်ဘူးเนาะနည်းရက group တစ်ခုတက်တက်ဒီ fee ဒီ icon ဆိုက group တစ်ခုတက်တက်ဒီမှာ feature ကိုလေးအတွက် group တစ်ခုတက်တက်ပြီးတော့ဒီ feature ကိုလေးကလည်းရှေ့ကို150လောက်ထုတ်လိုက်မယ်150ပြီးတော့မှသူ့ကိုကလစ်သုံးချက်နှိပ်လိုက်မယ်မေး group ဖွဲ့လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာက အာ तू ကမာပဲမာပဲဟွာလေးတွေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မာပဲကြောက်ပြဒီဇိုင်းလေးတွေကတ်ထားတာဆိုတော့တို့တွေမတီရီလေးကိုသွားရှာကြည့်မယ်ပေါ့နော်ကွာမတီရီချင်းမှာအပြင်ကနေမတီရီကိုယူချင်းမှာဆိုတော့တို့တွေကအပေါင်းလက္ခဏာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဖိုင်လန်းကြောင့်နေယူလိုက်မယ်အဲတို့တွေအရင်ရက်ကတို့တွေတက်ရှာထဲမှာမာပဲဒီဇိုင်းလေးတွေဒေါင်းလုဒ်ဆွဲထားလာပေါ့နော် မှာအနက်ရောင်လေးရရှိရဲအနက်ရောင်လေးကိုယူခဲ့မယ်။ဟိုဒီမှာရိုက်ပြီးတော့ရှာမယ်ဆိုလို့ရှိရင်ဟိုအရင်နေ့ရပြောတဲ့အတိုင်းကိုကဲထဲမှာအာ black ကိုကဘာရောင်လိုချင်လဲပေါ့နော်အဖြူရောင်ဆိုရင်လည်းအဖြူရောင်ပေါ့။အော် white မှာပဲတက်ရှာဆိုပြီးရိုက်ရှာလိုက်မယ်။ဒီမှာဆိုလို့ရှိရင်လည်းအမဲရောင်ဆိုရင်လည်းအမဲရောင်ပေါ့နော်ကိုလိုချင်တဲ့အရောင်လေးပေါ့။ black မှာပဲတက်ရှာဒါမှမဟုတ်ရင် brown မှာပဲတက်ရှာရဲအဲ့လိုမျိုးကိုလိုချင်တဲ့အရောင်လေးနဲ့မှာပဲတက်ရှာဆိုပြီးရိုက်ရှာလိုက်မယ် open ဖွင့်လိုက်မယ်။ပြီးတော့မှ okay နှိပ်လိုက်မယ်နှိပ်ပြီးတော့မှဒီမှာလာပြီးတော့ချက်ပြလိုက်။ဒါဆိုရင်တော့ तू อ่ะ तू อ่ะတိတိပီစီလေးတွေဖြစ်နေတယ်။ သူ့ရဲ့ဓာတ်ပုံလေးတိုင်းတိတိပစ္စည်းလေးဖြစ်နေရဆိုရင် edit ထဲကိုဝင်လိုက်မယ်အဲပြီးတော့မှသူ့ရဲ့ site ကိုပြောင်းလိုက်မယ်ပေါ့နော်အဲသူ့ရဲ့ site ကိုတို့တွေကတရားမဟုတ်ဘဲနဲ့တထောင်လောက်ဖားကြည့်โอเคဒါဆိုရင်လည်းအဆင်ပြေသေးဘူး၂000လောက်ဆိုရင်ရော၂000လောက်ထားကြည့်မယ်ကဲဒါလို့ဆိုရင်သူအစီအပြေလောက်ပြီဆိုရင်တော့ထားလိုက်ပါတော့။ဒါမှမဟုတ်နည်းနည်းကြီးကျင်သေးတယ်ဆိုရင်လည်း၃000လောက်ကြီးကျင်ကြီးလိုက်လို့ရတယ်ပေါ့နော်။ โอเคအဲဆိုလို့ရှိရင်ဒီမှာ तू อ่ะကြောက်ပြဒီဇိုင်းလေးရောက်သွားပြီဒီကြောက်ပြဒီဇိုင်းကမှ तू ဒီနေရာမှာအဆက်ကြီးဖြစ်နေရကိုကမကြိုက်ဘူး तू อ่ะအလဲလောက်မှာပဲအဆက်ဖြစ်ချင်နေဆိုပါဆိုအဲဆိုရင်ဒီအဆက်နေရကိုတို့တွေက edit လုပ်လို့ရတယ်ကလင်းတစ်ချက်နှိမ်ဝင်လိုက်မယ်သူရဲ့ဒီသူ့ရဲ့စာပြေပေါ်မှာ right click နဲ့ texture ဆိုတာပေါ်လာကြည့်မယ်။မတက်ချာဆိုတာမပေါ်ဘူး။အဲ့ဆိုတော့လူတွေပြန်ပြီးတော့သူ့ရဲ့ဒီကြောက်ပြားလေးကိုပဲကလေးတစ်ချက်ပြန်နှိပ်။ဒါမတီဒီရဲကနော်။ပြီးရင်မတီဒီရဲရဲ့ blood ထဲဟာကိုယူ။ဒီမှာကလေးတစ်ချက်ပြန်လာချိန်ပေးလိုက်။အတူတူပဲ။ဒါပေမဲ့သူ right click ပြန်နှိပ်ကြည့်လိုက်။ တရှာဆိုတာလေးပြန်ပေါ်လာပြီတရှာသူဆောစောကကျတော့ဘာလို့တရှာမပေါ်လဲဆိုရင် group တစ်ခုလုံးကိုဒီဟာကြီးကိုချဲထားဖြစ်တဲ့အတွက်မပေါ်တာသူရဲ့စာဖေးလေးကိုတေးချာဒီမှာစာဖေးလေးတစ်ခုတည်းကိုပဲလာချဲလာချဲပြီးတော့မှစာဖေးတစ်ခုတည်းကိုပဲ selection ပေး right click နဲ့တရှာ position ဆိုပြီးတော့ဒီဒီမှာဒီအဆက်ကလေးပေါ့နော်ဒီဆက်လေးကိုအလဲလောက်မှထားခြင်းလဲဆိုလဲရတယ်ဒီမှာလိုလိုထားပြီးလောက် okay โอเคအစင်းဒီမှာဒီတက်ချာလေးချိန်ပြီးသွားပြီချိန်ပြီးသွားပြီဆိုလို့ရှင်တို့တွေကဒီမှာနောက်ထပ်က wooden strike လေးဆွဲမယ် wooden strike လေးတွေကြတော့ तू อ่ะအာ तू ဘယ်လောက်လောက်ရှိမလဲပေါ့နော်အာ50ရှိမယ်သူရဲ့အကျယ်လေးတွေโอเคအဲ့ဆိုလို့ရှင် guideline လေးကိုပြန်ပြီးတော့ delete ပြန်ဖြတ်ပေးမယ်အဲ rectangle လေးဆွဲလိုက်မယ်အဲပြီးသွားလို့ရှင် rectangle မဆွဲဘူးလို့ဒီ guideline ယူလိုက်မယ်ဒီကနေ detail 50 under 50 under ခောက်လိုက်မယ်ပြီးတော့မှ rectangle လေးဆွဲလိုက်မယ်ဒီဘက်ထိတ်ကနေပြီးတော့ဒီဘက်ထိတ်ဒီ rectangle လေးဆွဲလိုက်မယ်အရှိလေးပေါ့နော်ပြီးတော့မှအရှိကိုလာလိုက်မယ်ဒူးကလည်း50ပဲ under okay အဲ့ဆိုလို့ရှိရင်သူ့ကိုလည်းထပ်ပြီးတော့ make group ဖွဲ့လိုက်မယ် group ဖွဲ့ပြီးတော့မှဒီမှာခဲတန်လေးကိုယူဒီတသားကိုပဲပြန်ပြီး selection ပေးဒီကောင်လေးတိုင်းပဲတခြားကိုအတူတူပဲလာချက်လိုက်မယ်ဒါဆိုရင်ဒီမှာ wooden strike ပုံစံလေးရသွားပြီ အဲပြီးတော့မှတို့တွေကဒီကောင်လေးကို selection ပြန်ပေးထပ်ပြီးတော့ copy ကူးမယ်ဒီဘက်ကို click တစ်ချက်နှိပ်ခဲဒီဘက်ကိုဒီမှာအစက်ရောင်ဒါရှင်လေးတိုင်းတန်းတန်းလေးလာမယ်နော်အဲ200 150လောက်ပေါ့နော်150လောက် copy ကူးလိုက်150ဆိုအရင်ဝေးသွားပြီ100လောက်ပဲထားလိုက် student swipe လေးကို copy ကူးလိုက်ဒီကနေ photo တစ်ချက်ဖြစ်100အဲဒါပြီးတော့မှဘယ်လောက်လောက် copy ကူးမလဲပေါ့နော်အမြောင်5လားအမြောင်5ဆိုရင်ညာသေးဘူးထပ်ပြီးတော့ကူးမယ် photo တစ်ချက်ဖြစ် အဲ100လောက် copy ကူးမယ်အန်ဒါပြီးတော့မှအမြောင်ကအန်ဒါ okay ဒီနားတော့ရသွားပြီဒါပေမဲ့ဒီညလေးကြားလို့တွေအဒီမှာဒီကောင်းကြီးနဲ့မလွတ်တော့ဘူးပေါ့နော်ဒီ TV console နဲ့မလွတ်တော့ဘူးဆိုတော့သူကဒီညလေးကိုတစ်ခုဖြတ်လိုက်မယ်ဒီတစ်ခုလေးတို့တွေကအပေါ်လေးကိုလှမ်းပြီးတော့တိုးထားပြီးလို့ရတယ်သူ selection ပေးလိုက် add group လုပ်လိုက် add group လုပ်ပြီးသွားလို့ရှိရင်ဒီနားမှာ line ပြက်လေးဖြတ်လိုက်ပေါ့နော်အမ်ကိုက line ပြက်လေးကိုဘယ်နားမှာဖြတ်ရမလဲမသိဘူးဆိုရင်လည်းရတယ်ဒီမှာ obvious လေးလှမ်းလိုက် ဟုတ်ပြီလေးလမ်းမင်းဒီအောက်ကစာဖေးလေးရူလန်ဆွဲရဲ့အောက်ကစာဖေးလေးကိုဒီမှာမြားလေးတင်ပြီးရင်အပေါ်ကိုပူချူလေးနဲ့ဆွဲလာခဲ့မယ်ဘင်းလုံးကိုခြုံလိုက်မယ်ဟုတ်ပြီလေးထောင်းလိုက်မယ်ဒီကရမဒီအပေါ်ကတီဝီကွန်ဆိုးရဲ့ဒီအပေါ်မှတ်လေးမှာကလစ်တစ်ချက်နေလိုက်ဒါဆိုရင်ဒီအပေါ်မှာလုံအောင်ကွက်တီရောက်သွားပြီပေါ့နော်ဒါတိုးပေးလိုက်တဲ့သဘောကိုကအဲ့ဒါကိုမသိဘူးဆိုလို့ရှိရင်လည်းဒီမှာလိုင်းပြက်လေးဒီမှာ guideline လေးဆွဲပြီးတော့ line ပြက်လေးဆွဲပြီးတော့ဖြတ်ချလိုက်လေးရတယ်ပေါ့နော်ဒီမျိုးပူချူလေးနဲ့တိုးလိုက်လေးရတယ်ဒီကရမဘေးကို copy တစ်ခုထပ်ကူမယ်တရားပေါ့နော် တရားအန်တာပြီးတော့မှအမြောက်နှင်းအန်တာโอเคဒီပုံစံလေးရသွားပြီအစဉ်ဒီဘက်လည်းအဲ့လိုပဲဒီဘက်မှာလည်းသူကဒီဘက်မှာကျတော့ wooden strap အရှိမရှိတော့ဘောနော်ဒီအတူလေးတွေပဲ copy ကူးလိုက်မယ်သူ selection ပေးမယ်၃ခုလုံးကို selection ပေးလိုက်မယ်ပြီးတော့ရင် copy ကူးခဲ့မယ်ဒီဘက်ကိုကလေးတစ်ချက်နဲ့ control တစ်ချက်ဖြည့်ခဲ့အစဉ်ရောင်လေးတိုင်းပဲလာမယ် sorry ဒီချက်တက်တက်လေးသွားမယ်နော် wooden strap လေးတွေကို selection ပေးမယ်ပြီးတော့ရင် မူရွှေမယ် control တစ်ချက်ပြီးခဲ့မယ်ဒီဘက်ကိုလာလိုက်မယ်အစိမ်းအောင်လေးတိုင်းပြီးသွားလို့ရှင်တခြားသူ့ရဲ့ down လေးကနေကိုင်းလိုက်နင်းရဲ့ထိတ်ကိုလာတင်လိုက် okay ဒါဆိုရင်ဒီပုံစံလေးရသွားပြီ okay ဒါဆိုလို့ရှင်ဒီမှာက အဝူလဲ strike လေးလဲဆွဲပြီးသွားပြီဒီမှာ material လေးတွေကိုအဆင်ပြေလို့ခြေပြီးသွားပြီပေါ့နော်ကိုကတော့ဒီမှာကြိုက်တဲ့ design ကိုခြေလိုက်ပေါ့နော်ဒီမှာဒီလိုမျိုးအဖြူအောင်မှာပဲလေးပဲကြိုက်တယ်ဆိုရင်လည်းအဖြူအောင် point မှာပဲဆိုပြီးရိုက်ရိုက်ရှာပြီးတော့ဟောခြေပက်လေးကိုဆေးခဲ့ပေါ့နော်အရင်ရက်ကတို့တွေကတက်ရှာလေးတွေ download ဆွဲပြီးပြောထားပြီးသားဆိုတော့အဲ့ဒီတက်ရှာ download ဆွဲနေတိုင်းပဲ download ဆွဲပြီးတော့ဒီမှာလာပြီးတော့ခြေလိုက်ပြီပြီးသွားလို့ရှိရင်ဒီအား component လေးတွေ download ဆွဲရမှာအဲ component download ဆွဲနေလို့လည်းပြောထားပြီးသားနော်အဲ့ဒါမှကိုက TV ဆိုရင် TV လေးကိုရှာလိုက်ရှာပြီးဒီထဲမှာလာထည့်နော်ဒီ resolution တို့တွေက ဒီဗီလေးတွေ download ဆွဲကြည့်အောင်ဒီမှာ TV console sketchup mode အဲ့လိုရိုက်ချလိုက်လေးရအောင် TV console sketchup mode အဲ့ထဲမှာဒီမှာ သူ့ရဲ့ link လေးတွေဝင်ပြီးတော့ရှာကြည့်လိုက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီမှာသူ့ရဲ့ဒီမှာတက်ပုံလေး image အောက်မှာအဲ symbol image လောက်လိုက်အဲဒီထဲမှာသူကဒီမှာ 3D warehouse ဒီ logo လေးလိုက်ကြည့်နော်ဒီမှာ print ထွက်ဆိုလို့ရှိရင်တက်ပုံကြီးပဲနော်ဒီမှာသွားပြီး download မရဘူးဒီမှာ 3D warehouse ဆိုတဲ့ဒီမှာ sketchup logo အပြောင်းလေးနဲ့ဆိုရင် download ရမယ်ဒီမှာပုံလေးတွေတည်းကဘယ်ဟာကိုကကိုလိုချင်တာဒီကောင်လေးဆိုပါဆိုဒီ TV လေးလိုချင်တယ်အဲဆိုလို့ရှိရင်အဲဒီကောင်လေးယူရင်ကောင်းမလဲပေါ့နော်အဲဒီဟာလေးပဲယူလိုက်မယ်နော်အဲဒီကောင်လေးကိုတို့တွေကကြည့်လိုက်အောင် sorry ဒါကကျတော့ print ထွက်ကြည့်နော်တက်ပုံကြီးအဲဆိုရင်ဒီကောင်လေးပဲယူလိုက်မယ်သူ့ကိုကလေးတစ်ချက်နှိပ်လိုက်မယ်နောက်ဆိုရင်ဒါ sketchup file ဆိုတော့ download ဆွဲလိုက်မယ်ဒီမှာ download credential နှိမ့်မယ် sketchup ကိုယူလိုက်မယ် sketchup file ကိုယူလိုက်မယ် okay အဲ့ဆိုလို့ရှိရင်ဒီမှာအပေါ်မှာ down နေပြီပေါ့နော်ပုံမှာ down နေတာပြည့်သွားရင်ရပြီ okay နောက်ဆုံးဒီမှာ model tv console ဆိုပြီးရသွားပြီပြန်ပိတ်လိုက်မယ်အဲ့ဒီ file လေးရတို့တွေက download ထဲမှာရှိမယ် pc လေးကိုဖွင့်လိုက် download ထဲကိုသွားလိုက်သွားပြီးတော့မှဒီမှာဒီကောင်လေးကို ခါတယ်ဆွဲထည့်လိုက်လေးရတယ်နော်ကိုကပြန်ဆုံးခြင်းလဲဆိုရင်တော့အရင်ရကလိုပဲဖိုင်ထဲမှာတင်ထားအောင်ပေါ့နော်ဒီမှာတော့တခါတယ်ဒါဆွဲထည့်လိုက်မယ်โอเคဒါဆိုရင်ဒီပုံစံလေးရသွားပြီဒီမှာပြင်ဖြစ်လိုက်မယ်ကောင်ကိုဖွင့်လိုက်ဒီဒီထဲမှာကိုကကိုလိုချင်တဲ့ကောင်လေးတွေယူယူမယ်သူ့ကို explore ဖောက်လိုက်မယ်ဒီမှာ TV လေးပဲယူယူမယ် TV လေးကို selection ပေးလိုက်ပြီးတော့ရင်မူရွှေမယ်သူ့ရဲ့အောက်ခြေအမှတ်ကနေကင်ခဲ့မယ်အောက်ခြေဆိုဒီနေရာကနေပေါ့နော် ဒီအောက်ခြေတန်းလေးကနေပြီးတော့ကင်ရဲလိုက်မယ်ကွန်ထိုးတစ်ချက်ဖြစ်မယ်သူရဲ့ဒီအောက်ခြေတန်းကိုလာပြီးတော့ချပြလိုက်တယ်နော်ဒီတော့မှဒီအလဲညှိမယ်ပေါ့နော်အနေလေးနည်းနည်းတိုးလိုက်မယ်ဒီလိုမျိုးလေး Okay ပြီးရပြီးတော့မှလူတွေကဒီမှာဒါတီဝီကွန်ဆူရဲ့ပေါ်အရင်ကြီးတော့ဒီထိတ်ထိထိတော့တော့မမြင်နဲ့ပေါ့နော်နည်းနည်းလူတွေကြီးရတာအဆင်ပြေုံလောက်အဲကိုကဒီရှေ့ကနေဆိုဖာလေးနဲ့ဖြည်းဖြည်းခုံလေးနဲ့ဖြည်းထိုင်ကြည့်မယ်ဆိုရင်ညမန်းတန်းယုံလောက်ပေါ့နော်ဒီအမြင်လေးကိုအဆင်ပြေဆိုကြည့်ပြထားမယ် အဲပြီးသားလို့ရှိရင်နောက်ထပ်ကဘာရှိအောင်မလဲဒီအောက်ဒီမှာ set ကလေးတွေပေါ့နော်ဒီ electronic ပစ္စည်းလေးတွေလည်းတို့တွေယူမယ် explore ခေါက်လိုက်မယ်ဒီကောင်လေးတွေဒီကောင်လေးတွေကို copy ကူးခဲ့မယ် mo ယူမယ်သူရဲ့ဒီ app ကနေပြီးခြင်ခဲ့မယ်ဒီအစွန်ကနေခြင်ခဲ့မယ်ဒီဆုံးလာချမယ်။ Okay ပြီးတော့ဒီဆုံးမှာဒီအပေါ်မှာဒီမှာသူ့လိုမျိုးပန်းအိုးလေးတွေထားခြင်းလေဆိုလဲယူပြီးထားခဲ့လို့ရရပါတော့။လေးချက်နေမယ်။ဒီအရောတော့တို့တွေက အပေါ်မှာထားခြင်းနဲ့ထားလို့ရတယ်နော်။နေကြီးရထင်လို့ရှင်သေးပြလို့ရတယ်။ S ကိုယူလိုက်။တောင်းကနေကင်လိုက်။တောင်းနေကင်ပြီးတော့လူမျိုးလေးသေးပြလို့ရတယ်။အဲဒါတော့ကြီးခြင်းလည်းရရပါတော့။ဒါပေမဲ့သူကဒီအနက်ရဲ့အနက်အနက်ခံဒီကအဟွာက TV ကွန်ဆိုးကဟွာဖြစ်နေရ။အမဲရောင်ဖြစ်နေလို့เนาะအဖြူရောင်ဆိုရင်တော့ဒီဟာလေးကပေါ်မှာပေါ့ဒီမှာကျတော့သူကအမဲရောင်နေမှာပန်းဝအမဲရောင်ဆိုတော့မပေါ်ဘူးဖြစ်နေတယ်เนาะ အဲပြီးတော့နောက်ထပ်ကဘာရှိအောင်မလဲအဲတခြားပစ္စည်းလေးလည်းအဲ့လိုပဲပေါ့နော်ကိုလိုချင်တဲ့ပစ္စည်းလေးရှင်ယူပြီးတော့ဒီပေါ်မှာတင်ပေးလိုက်မယ်အဲပန်းအိုးဆိုရင်လည်းပန်းအိုးလေးတွေကိုကိုရိုက်ရှာပြီးဒီမှာလာတင်ပေးလိုက်မယ်နောက်တခြားပစ္စည်းလေးလည်းအဲ့လိုပဲပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ဒီ TV console လေးကိုလိုက်ပြီးတော့ဆွဲကြည့်ပါအဲပြီးသားလို့ရှိရင်တို့တွေကလိုက်ပြီးလေ့ကျင့်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ TV console အောက်မှာသူကတခြားပုံကိုဆက်ပြောင်းကြည့်အောင်မနော်ပုံကိုဆက်ပြောင်းကြည့်အောင်မယ်ဆိုရင်သူက ဒီကဆိုရဲအောင်မှာသူဝူလန်းစွာလေးထားပြီးသေးလိုက်ချက်ကြည့်မယ်နော်မထောင်းနော်ဒီမှာဒီကွန်ဆွဲအောင်မှာဝူလန်းစွာမရှိဘူးဒီဘေးပဲမရှိ Okay Okay အဲ့ဆိုလို့ရှိရင်ဒီဒီကွန်ဆွဲလို့လိုက်ပြီးတော့လေးကျင်မှာနားမလည်တာမသိတာရှိလို့ရှိရင်မေးလို့ရပါတယ်နော်